ဒီနေ့အော်တိုဗလာ25ရက်နေ့အတွက် People's Win ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်။မြန်မာထိုင်းနေဆက်ကနာမည်ဆိုးနဲ့ကြော်ကြတဲ့ KKPop ကြားဖြတ်အလုံးယုံတွေကနေထွက်ပြေးလာကြတဲ့ယာနေချီတဲ့နိုင်ငံသားတွေတောင်ရဲမြေဖြတ်ကူးရာကနိုင်ငံသားသားနှစ်ယောက်ရင်းနဲ့တိတ်ဆုံးမှုဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုဗလာ22ရက်မနက်မှာ KKPop ကြားဖြတ်အလုံးယုံတွေမှာအလုံးလောက်ကိုင်းနေကြတဲ့မြန်မာတွေနဲ့နိုင်ငံအရေးရကနိုင်ငံသားတွေဟာစကောင်စီတက်ဝင်စီးနေမယ်ဆိုတဲ့အတွက်ကြောင့်အစူလိုက်အပြုံလိုက်ထွက်ပြေးကြတာဖြစ်ပါရဲ့ရှင်။ ရန်ကုန်မြို့တောင်ပင်မြို့နယ်မှာစလော့ကိန်းဆော့ရကနေအကျွေးတင်သွားတဲ့လူငယ်တယောက်အော်တိုဘောလ23ရက်မှာဂျိုးဆွဲချအဆုံးစီရင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီလူငယ်ဟာအသက်22နှစ် အရွယ်ရှိပြီးမြစ်တာညို့ရက်ကွက်ကအဆောင်တစ်ခုမှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ်ရှင်။နိုင်ငံရေးစစ်ရေးချင်းတွင်ရှာညီပြီးတော်လရင်လမ်းစဉ်တွေတော်လရင်တိုက်ပွဲတွေအောင်မြင်အောင်ဖော်ဆောင်မယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ပါလာကဒီနေ့ပြောကြားလိုက်ပါတယ်ရှင်။ ကချင်ပြည်နယ်ဗမော်မြို့နယ်ခေါလံဘူးမြို့နယ်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကဒီနေ့အောက်တိုဘာ25ရက်မှာပြောပါတယ်ကချင်ပြည်နယ်ရဲ့အစ်စ်ရေးအခြေအနေတွေမေးမြန်းရမှာဗိုလ်မှူးကြီးနော်ဘူးကအရင်တိုက်ပွဲတွေဖြစ်နေတဲ့ဗမော်မှာတိုက်ပွဲတွေဆက်ရှိသလိုဝိုင်းမော်ဘက်မှာလည်းလက်နက်ကြီးလေကြောင်းတပ်ခတ်မှုတွေနေတိုင်းနေပါရှိတယ်လို့ပြောပါတယ်ရှင်